အားလုံးမင်္ဂလာပါဒီနေ့မှာလည်းကျွန်တော်တို့မေးထားတဲ့မိကုံးတစ်ခုပြန်ဖြေချင်ပါတယ်အဲ့ဒီမိကုံးကဘာလဲဆိုတော့ထူးထူးခြားခြားပေါ့လေ third interview ပေါ့တတိယမြောက် interview ကိုဘယ်လိုအောင်ဖြေရမလဲဆိုတဲ့မိကုံးဖြစ်ပါတယ်ကျွန်တော်တော့ကိုညာလေးအောင်မှာ trainer and coach တစ်ယောက်ဖြစ်ပါတယ် တို့တို့များသောအားဖြင့် interview ဖြေတဲ့အခါမှာ first interview အောင်လဲဆိုလို့ရှိရင် second interview မှာလောက်ခလာစာညီနိုင်တယ်ဘယ်အချိန်ကနေဘယ်အချိန်အလုပ်ဆင်းရမလဲဆိုတာပြောတာများတယ်ပေါ့လေများသောအားဖြင့် second interview မှာပြီးသွားတာများတယ်ဒါပေမဲ့ဒီလူငယ်ဗာမိထားလဲဆိုတော့ तू က third interview ထပ်ဖြေရမယ်တဲ့ပထမတော့က तू က HR manager အပြူတယ်ဒုတိယမြောက်မှာ manager အပြူတယ်နောက်ဆုံးမှာ third interview မှာ boss ကပြူမယ်လို့ပြောတယ်ပေါ့လေဆိုတော့ဒါကတော့ထူးထူးခြားခြားဖြစ်စင်ပေါ့လေတချို့တော့အလုပ်တွေတော့ဟုတ်ပါတယ် company ရဲ့ policy အရ ဆိုတော့ step by step တက်လာတာပေါ့လေ first interview second interview နှစ်ဆင့်ဖြတ်ခဲ့ပြီဆိုတော့ကိုယ့်ကိုယ်တော့သူကလုံးဝသဘောကျပြီးတော့မှအလုတ်ခန့်တော့မယ့်အနေထားကိုရောက်သွားတာပေါ့လေကိုယ့်ကိုယ်သဘောကျလို့ဆိုတာသူတို့ကအချိန်နေပေးပြီးတော့သူတို့အချိန်နေတွေကနေပြီးဖက်ပြီးတော့မှ third interview ထိမေးခဲ့တာပေါ့လေပြောရမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ team member အဖြစ်လက်ခံမှု ready ဖြစ်နေပါဘူးကိုသွန်းတွေ့ရမယ့် boss ကြီးလည်းကိုယ့်ရဲ့ potential boss လို့ခေါ်တယ်ကိုယ့်ရဲ့အလုတ်ရှင်ဖြစ်ခံပြီးဆဲဆဲ boss နဲ့တွေ့ရတာဖြစ်ပါတယ် ဒီအင်တာဗျူးအောင်ဖို့ကတော့ကျွန်တော်ထင်ပါတယ်တော်တော်ကြီးကိုအခြေအနေကောင်းတယ်။ဘာလို့လဲဆိုတော့ first interview second interview မေးခဲ့တဲ့ HR manager တွေဒီကိုအရန်သဘောကျပြီးသားဖြစ်တယ်။သူတို့ရဲ့ report တွေမှာလည်းရေးပြီးသွားပြီးဒီလူဒီခန့်အမယ်လူဖြစ်တယ်။အဲ့ခါကျတော့ boss ကလည်း HR manager နဲ့ manager ကို respect ထားတဲ့အနေနဲ့သူတို့ရဲ့ suggestion တွေသူတို့ရဲ့ opinion တွေကိုတေချာပေါ respect ထားရမယ်ပေါ့လေ။ပြောချင်တာဒီတေချာပေါအောင်မြင်မဲ့အနေထားရှိပါတယ်။ တော့လည်းပဲခုမှ interview အနေထားပဲရှိပါသေးတယ် job ရသွားတဲ့အနေထားပြီးမဟုတ်သေးဘူးပေါ့လေဒီချိန်မှာကိုယ့်ရဲ့ boss ဖြစ်လာမဲ့တထဲကိုစိတ်ပြတ်မသွားအောင်လုပ်ဖို့တော့လိုတယ်ပေါ့လေဘလို့အောင်စူးစမ်းလို့ရမလဲဆိုတော့ကျွန်တော်ပြောနေကြအတိုင်းပဲကျွန်တော် first interview ပြီး second interview အပြီးဒီ company ရဲ့အကြောင်း job description တွေအကြောင်းကိုအသေးစိတ်အသေးစိတ်အကုန်ချရေးသွားမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အများသောအားဖြင့် boss တွေကအလုပ်ရှုပ်တာများတယ်။ကိုက first second တော့အောင်ခဲ့ပြီ third မှာတထင်းနဲ့သွားတွေ့တဲ့အခါမှာ ကိုက drone company ចောင်းကိုသိစိတ်သိမထားဘူးဆိုလို့ရှင် boss ကကို impression ကျစေတယ်ပေါ့လေနောက်ပြီးတော့တတိယညားသွားဖြင့်သူတို့ကဘာလိုချင်တာလဲဆိုတော့ plan နဲ့ strategy တွေကိုလိုတာကိုကဒီ management level မှာပဲဖြစ်ဖြစ်ဒီ role မှာရမယ်ဆိုလို့ရှင်ဘာ plan တွေဆွဲထားတယ်လဲဒီ company တို့ကကိုက benefit တွေပေးမလဲဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်ကျွန်တော်တခြားအင်တာဗျူးဗီဒီယိုတွေမှာပြောခဲ့သလိုပဲကိုယ့်ရဲ့အောင်မြင်ခဲ့တဲ့ bad success ပေါ့နော်အတိတ်တုန်းကအောင်မြင်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပြောပြရမယ်အဲ့ဒီအကြောင်းအရာတွေကဒီအလုပ်မှာဆက်ဆက်နေရဆိုတော့ပြောပြရမှာဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရင်တုန်းက first interview second interview မှာတုံးခဲ့တဲ့ strategy တွေပြန်တော့ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီ strategy တွေကအလုပ်ဖြစ်ခဲ့တဲ့အတွက်ကိုက first interview second interview အောင်လာတာအဲ့ဒီအတိုင်းပဲတွားပါကိုတုံးခဲ့တဲ့ strategy တွေတုံးပြပါ ဒါပေမဲ့ကို့အကြောင်းတွေကိုတော့တိတ်မပြောနဲ့တော့ emphasize လုပ်ပြီးမပြောနဲ့တော့ဘာလို့လဲဆိုတော့ first နဲ့ second interview မှာသူတို့ကကို့အကြောင်းတွေကိုအကုန်လုံးသိပြီးဒီအချိန်မှာ plan တွေအကြောင်းပြောမယ်ကုမ္ပဏီကိုကိုကဘာတွေ benefit လုပ်ပေးနိုင်ကြောင်းဆိုတာပြောမယ် story တွေပြန်ပြောပါဒါပေမဲ့အရင်တုန်းကပြောခဲ့တဲ့ story တွေမဟုတ်တော့ဘဲနဲ့ different story same idea ပေါ့လေရေးကြည့်သွားတာကဘာလဲဆိုတော့အထင်းနဲ့ lesson note ဆက်တာကောင်းကောင်းလုပ်ပါ eye contact ကိုဟာယုံကြည်စရာကောင်းတဲ့လူဖြစ်ကြောင်း trustworthy လို့ခေါ်တဲ့ယုံကြည်စရာကောင်းတဲ့လူဖြစ်ကြောင်းနောက်ပြီးတော့ကိုဟာ reliable ပေါ့လေကိုကိုမိခိုနိုင်တဲ့လူတစ်ယောက်ဖြစ်ကြောင်းကိုကိုက down shot တထင်းနဲ့ i got that glow ออกมาဖြစ်ပါတယ်ဒါမှသာလင်းတထင်းကကိုကို all the way ယုံကြည်လို့ရတယ်သူဒီဒီ company အတွက်အကျိုးဖြစ်ထွန်းနိုင်နေဆိုတဲ့အတွင်းနဲ့ဖြစ်လာတယ်။ company ရဲ့အကြောင်းတွေအသေးစိတ်လေ့လာပါ။ boss နဲ့ plan တွေအကြောင်းပြောပါ။ strategy တွေအကြောင်းပြောပါ။ကိုကဒီ company အတွက်ဘာတွေလုပ်ပေးနိုင်နေဆိုတာကိုပြောပါ။ပြီးလို့ရှိရင် let's have note ဆက်ပါ။ ပြုံးပြုံးရည်ရည်လေးပါ boss နဲ့တွေ့တဲ့အချိန်မှာပြုံးမှာနောက်ပြီးတော့ eye contact လုပ်ပါဒါဆိုလို့ရှိရင်တော့တေချာပေါ့ third interview အောင်မှာဖြစ်ပါတယ်